Are you struggling with Mandi business accounts and crates? No worries. Here is a solution. Please take a look at this video. India ga sabzi mandi lo khore ajisa titi ne hindi hinyuat laka se ji thukhu ye mana so so min kwen go sait the ma chit lo min yong ji lai ba la khmyar ne mu thwak khin kan ga polo yai ne be ni ya dai ma lu re o he tan de kong ten ga tan de alu shung ni de atan de ne pi ni de ဟုတ်ကဲ့ အဲ့လိုရှိုးရက်ခတ်နေတဲ့မြင်ကွင်းရဲ့အလဲဘိုးမှာရှိနေတာကတော့ commission ကိုစားလေဒါမှမဟုတ် commission agent ပေါ့နော်သူစာဝဲပေါ်မှာဆိုရင်စာရက်ပုံကြီးတယ်ကနန်းသက်ဆက်တလုံးပြီးတော့ဖုံးကလည်းအဆက်မပြတ်မြင်နေတာလေဟာဒီမြင်ကွင်းကရာစုနဲ့နဲ့ခြီးပြီးတိတ်မပြောင်းလဲခဲ့တဲ့ကုံသွဲမှုပုံစံတစ်ခုပါပဲဒါမှမဲ့အဲ့ဒီစာရက်ပုံကြီးတဲ့နောက်ကွယ်မှာမမြင်နိုင်တဲ့တည်တနာတွေအများကြီးရှိနေတယ်လို့ထင်တယ်အတိအကျပါပဲရှင်ဈေးနှုန်းတွေအလေးချိန်တွေမမမိတာမျိုးတွေ ဘဲကုံတိတ်တာဘဲရောက်သွားလဲချေရခရခတ်တာပေးထွန်းသူအတွက်ရောဝဲသူအတွက်ပါဘေးဒီဆိုင်ရင်ဒီအချိန်မီမလုပေးနိုင်တာတွေပေါ့အမတေသေးလေးတစ်ခုကငွေရည်ချင်းရင်အရာနင့်နာမှုတွေအများကြီးဖြစ်သွားစေနိုင်တယ်လေဟုတ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ကအဲ့ဒီလိုရေအအစင်လာတိုင်းလဲပတ်နေတဲ့လုပ်ငန်းတစ်ခုကိုနီးပညာကဘလို့အသွင်ပြောင်းပေးနိုင်တယ်လဲဆိုတော့ကိုနည်း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 ဆွေးနွေးကြည့်ကြပါပါဟုတ်ကဲ့ ျွန်တော်တို့ရဲ့ case study ရဲ့ဖြစ်အသုံးပြုမှာကတော့ဒီလိုဈေးွက်တည်းအတွက်တည်တံ့ထိုးလုပ်ထားတဲ့ KMS Fruit ERP ဆိုတဲ့ software တခုထည့်ပါတယ်။ဒီ challenge ဒီကတော့ထိုးလုပ်သူ Kitty Micro Solutions ကနေတရားရရှိထားတာမို့သူတို့ပေးထားတဲ့ challenge တွေပေါ်မှာပဲအခြေခံပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ကဲဒီတော့စာရုပ်ပုံတွေကနေ click တဲ့ချက်စီကိုပြောင်းလဲသွားတဲ့ key ကိုအတူတူဆက်လိုက်ကြရအောင်။ကောင်းပါပြီဒါဆိုရင်အရင်ဆုံးအခြေခံကြတဲ့မိခွန်းကနေဆက်လိုက်ကြတာပေါ့။ ERP ဆိုတဲ့စကလုံးကိုကြားနေရတယ်။ Enterprise Resource Planning ပေါ့။အဲနီးပညာနဲ့တည်မြင်နေမဲ့သူတွေအတွက်ဒါကဘာကိုဆိုလိုတာလဲဆိုတာကိုနင်းနင်းလောက်ရှင်းပြပေးလို့ရမလားခင်ဗျာ။အော်ရပါတယ်ရှင့်။ ERP ဆိုတာကိုအလွယ်ဆုံးပြောရရင်နိလုပ်ငန်းတစ်ခုရဲ့ဝဟိုးဦးနှောက် system လို့တင်စားလို့ရပါတယ်။လုပ်ငန်းတစ်ခုမှာစီးရင်အင်ဌာနအယောင်ဌာနကော်မစီလက်ကျန်စီမံခန့်ခွဲတဲ့ဌာနစသဖြင့်အများကြီးရှိရလေ။ဟုတ်ကဲ့။အရင်ကဆိုရင်အဲ့ဒီဌာနတွေကတစ်ခုနဲ့တစ်ခုတီးခြားစီအလုပ်လုပ်ကြတယ်။ ။ရပီကအဲ့ဒီကွဲပြားနေတဲ့လုပ်ငန်းဆောင်တာအားလုံးကို software တစ်ခုတည်းအောင်မှာချိတ်ဆက်ပေးလိုက်တာပါ။ဒါကြောင့်ကွန်ပစ္စည်းတစ်ခုရောင်းလိုက်တာနဲ့ကွန်လက်ကျန်တဲ့ကအလိုလျောက်ရောသွားမယ်။အယောင်းဆိုင်ရင်းနဲ့ဝင်သွားမယ်။ဆိုင်ရဲ့ aim မှာတန်းနေလဲ update ဖြစ်သွားမယ်။အလုံးကတနီယာထဲမှာချိတ်ဆက်ပြီးအလုလုသွားတဲ့သဘောပါပဲရှင်။ရှင်းသွားပါပြီ။ဒါဆိုရင် the KMS Fruit ERB က ကွန်ဗရှင်ကိုစားလေဒီရဲ့ရှုပ်ရက်ခနေတဲ့လုပ်ငန်းစဉ်တွေကိုဘလို့စုစည်းပေးတယ်လဲဆိုတာကိုကြည့်ကြအောင်။ရီမီရတီရတော့ဈေးနှုန်းဖြတ်တာအလေးချိန်ဖြတ်တာပေးသွင်းသူဘေးဝဲသူစလစ်အဲ့ဒါတွေအားလုံးကိုဒီစနစ်တစ်ခုတည်းမှာပဲလုပ်နေတယ်လို့ဆိုရနော်။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုကတော့လေရေးမြစ်ထဲမှာဒီ software ပို့မန်နီဈေးခွဲရဲ့တကယ်လုပ်ငန်းလက်ပတ်မှုပုံစံအတိုင်းဒီဆောက်ထားတယ်လို့အထူးတလက်ဖော်ပြထားတာပါပဲ။ဟာဆိုတော့ theory တတ်တမောပဲလက်တွေအသုံးဝင်မှုကိုဦးစားပေးထားတဲ့သဘောပေါ့ဟုတ်ပါတယ်ဈေးထဲမှာနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းဖို့စူးစမ်းထားရဲဆိုတဲ့သဘောသက်ရောက်တယ်ဥပမာကုန်ပစ္စည်းရောက်လာတာနဲ့ overload ခေါ်တဲ့ကုန်ပစ္စည်းဝင်ရောက်မှုမတန်တင်တာဈေးထဲမှာပြန်ရောင်းတဲ့အခါဝယ်သူအတွက် big slip လို့ခေါ်တဲ့အယောင်စလစ်ထုတ်ပေးတာမျိုးတွေပေါ့ ပြီးရင်နေ့တနေ့အလုတ်ပိတ်သိမ်းချိန်မှာပေးသွင်းသူအတွက်သူ့ကွန်ပစီဘလောက်ရောင်းရပြီးဘလောက်ပြန်ရမယ်ဆိုတဲ့ဘေးကိုချက်ချင်းထုတ်ပေးနိုင်တယ်။လက်နဲ့လို့ရင်နိုင်ပေါင်းများစွာကြာနိုင်တဲ့လုပ်တွေပါ။ဒါဆိုရင်ကျွန်တော်ဆိုလိုချင်တာကအရင်ကညာတိုင်းထိုင်ပြီးစာရွက်တွေစာအုပ်ကြီးတွေနဲ့စည်ရင်ပြန်တိုက်နေရတဲ့ဒုက္ခတွေကနေလုံးဝလွတ်သွားပြီပေါ့နော်။ဥမာဥပမာဆိုရဲကွန်တဲ့တရားကိုမြင်အောင်ကြည့်အောင်သူဈေးထဲမှာအလုရှုပ်နေတော့နေလာပေးသွင်းသူကဖုန်းဆက်ပြီး ူပစ္စည်းရောင်းစာရင်မေးတယ်ဟုတ်ကဲ့လက်ရှိမှာတော့ဥပါကစာရွက်တွေတည်းပြန်ချန်ရမှာမို့နောက်မှပြန်ဆက်ပါလို့ပြောရမှာပဲဒီ software နဲ့ဆိုရင်ဖုံးပြောနေရင်လည်းပဲ report ကိုထုတ်ပြီးချက်ချင်းပြန်ပြောနိုင်တယ်ဆိုတဲ့သဘောလားအတိတ်ကြပါပဲအဲ့ဒီချက်တောင်ပိုသေးတယ်ရှင်ဒီ software မှာ whatsapp နဲ့ချိတ်ဆက်ထားရလို့ဆောင်ချက်ပါတယ်လို့ဖော်ပြထားရဲ့ဩ ဝက်စနေတောင်ချိတ်ထားတာလားဟုတ်ကဲ့ဆူလိုရာကဥပနေနဲ့ဖုံးပြိုးနေရင် click တစ်ချက်နှိပ်လိုက်အောင်ညအဲ့ဒီပေးသွင်းသူရဲ့ဖုံးထဲကိုသူ့ရဲ့အယောင်ဝယ်အစီရင်ခံစာအပြည့်စုံကို WhatsApp ကနေတိုက်ရိုက်ပို့ပေးလိုက်နိုင်တယ်ဒါကအချင်းကုန်ထက်တာတဲ့ထက်အများကြီးပို့ပါရဲ့ပေးသွင်းသူလည်းကိုစားလဲကြမှာယုံကြည်မှုနဲ့ပွင့်လင်းမြင်သာမှုကိုတိစုပ်ပေးရလဲရောက်တာပေါ့ဒီဆက်တွေ့ရေးအပိုင်းမှာ note tech စိတ်ဝင်စားစရာကောင်းတဲ့အချက်အခုကိုတွေးလိုက်တယ်ခင်ဗျာ ကဘာပထမဆုံးပါဇာစကား26မျိုးထောက်ပံ့တဲ့ ERP လို့ဆိုထားတယ်။ဒါကအင်းတာမန်လုပ်ငန်းတစ်ခုအတော်တော်အရေးမကြီးမှုလို့ထင်ရနေပေမဲ့အိန္ဒိယလိုနေရာမျိုးမှာဆိုရင်ဒါကတော်တော်လေးအရေးပါတဲ့အချက်ဖြစ်မယ်ထင်တယ်။ဒါကတကယ့်ကိုထိုးထွင်းထင်မြင်တဲ့အချက်ပါရှင်။အိန္ဒိယမှာပြည်နယ်တစ်ခုနဲ့တစ်ခုဘာသာစကားမတူညီကြဘူးလေ။ဒါကြောင့်ပန်တီဆိုင်တဲ့ပေးသွင်းသူကဟင်ဒီစကားပြောတဲ့သူဖြစ်နိုင်ပြီးအဲ့ဒီပန်တီကိုလာဝယ်တဲ့ကုန်တွေကတမင်စကားပြောတဲ့သူဖြစ်နိုင်တယ်။ ဟုတ်ကဲ့ဟုတ်ကဲ့ကော်မရှင်ကိုစားလေကကြားထဲမှာပဟိုချက်မကြဘူးဒီ software ကအသွုံပြသူစိုက်နှစ်သက်ရဘာသာစကားနဲ့ဘေးလေးအစီရင်ခံစားတွေထုတ်ပေးနိုင်တာကဘာသာစကားအတားအဆီးတွေကိုကျော်လွှားနိုင်စေပြီးလုပ်ငန်းကိုတိတိတသားချုံးဝေစေပါတယ်ဒါက customer service ကိုနောက်တစ်ချက်မြင့်တင်လိုက်တာနဲ့အတူတူပါပဲဒီလောအချက်လက်တွေအလုံးကိုတနေရာထဲမှာစူးစီးလိုက်ပြီးဆိုတော့နောက်ထပ်အစိုးရင်စရာတကူကပေါ်လာတာပေါ့အဲ့ဒါကတော့ ဒီအချက်လက်တွေကိုဘယ်သူတွေကဝင်ကြည့်နိုင်မလဲဘယ်လောက်လုံခြုံမှုရှိမလဲဆိုတာပါပဲဟုတ်ပါတယ်လုပ်ငန်းရဲ့အများဆုံးလို့အရေးကြီးတဲ့ချက်လက်တွေကိုဝန်ထမ်းတိုင်းကြည့်လို့မဖြစ်ဘူးလေဒါကလုပ်ငန်းပိုင်ခြင်းတိုင်းတော့အရေးကြီးဆုံးစိုးရိမ်မှုတစ်ခုပါချက်ဒီ software မှာအသုံးပြုသူ alike ခွင့်ပြုချက် user permissions ဝန်တော့အဲ့ဒါတွေကိုအသေးစိတ်သတ်မှတ်နိုင်တယ်လို့ရေးမြစ်မှာဖော်ပြထားတယ်ဆိုလိုတာကလုပ်ငန်းပိုင်ခြင်းကသူ့လုပ်ငန်းရဲ့ထိန်းချုပ်ခွင့်လို့ကို အပြည့်အဝပိုင်ဆိုင်ထားတယ်အော် ထိန်းချုပ်ခွင့်ပေးလိုက်တာပေါ့ဟုတ်ကဲ့အပြိုကထိန်းချုပ်ခွင့်ပေးလိုက်တာရှင်ဥပမာ data ထဲသွင်းတဲ့ computer operator တယောက်ကိုနေ့စဉ်ကွန်ပစီဝန်လာရောင်းတာစတဲ့အချက်လက်တွေကိုပဲထည့်ခွင့်ပေးထားပြီးလုပ်ငန်းရဲ့ဗနာရေးအစီရင်ခံစားတွေအမြတ်အစွန်းတွေကိုတော့လုံးဝကြီးခွင့်မပေးအောင်ကန့်သက်ထားနိုင်တယ်ဒါပေမဲ့ဝန်ထမ်းငယ်တယောက်ကအချက်လက်အမားထည့်လိုက်မိရင်တော့လုပ်ငန်းတစ်ခုလုံးရဲ့စိန်ကြီးစရာတွေလွေ့အချော်တွားနိုင်တဲ့အန္တရာယ်ကတော့ဘလို့ရှိမလဲခင်ဗျာအဲဒါကကောင်းတဲ့မိဟုံးပါရှင် မြင့်မြစ်ထဲမှာဒီအကြောင်းကိုတိုက်ရိုက်ဖော်ပြမထားပေမဲ့အီယာဘေရှနစ်တွေရဲ့သဘောတရားရဆိုရင် အချက်လက်ပြင်ဆင်မှုတွေဖြတ်မှုတွေကိုခြေရာခံလိုင်းတဲ့ auditory လို့ဆောင်ချက်တွေပါလိရှိပါတယ် ဩဘသူကဘာလို့တော့လဲဆိုတာပြန်ကြည့်လို့ရတဲ့သဘောမျိုးလားဟုတ်ပါတယ်ရှင်ဘဲအသွုံပြုတ်သူကဘဲအချိန်မှာဘာကိုပြင်လိုက်တဲဆိုတာကိုပြန်ကြည့်လို့ရတယ်ဒါပြင်ဒီလို user permission စနစ်ကြောင့်အကြီးတန်းဝန်ထမ်းထားပါမော် manager ကစာအရေးကြီးတဲ့ပြင်ဆင်မှုတွေကိုလွတ်ပိုင်ခွင့်ရှိအောင်သတ်မှတ်ထားနိုင်တာပေါ့ဒါကြောင့်အမားဖြစ်နိုင်ကြီးကိုအများကြီး short ချနိုင်ပြီးဖြစ်ခဲ့ရင်တော့ဘဲကစမားလဲဆိုတာကိုအလွယ်တကူရှောက်ဖွေနိုင်မှာပါ Okay ဒါကလုပ်ငန်းအတွင်းပိုင်းလုံခြုံရေးပေါ့ဒါဆိုရင်အပြင်ကလာတဲ့အန်တီဂျီတွေ ဥပမာကွန်ပျူတာဗိုင်းရပ်စ်တွေအထူးသဖြင့်ဒီနေ့ခေတ်မှာအယံကြားနေရတဲ့ ransomware လို့တိုက်ခိုက်မှုတွေဒါမှမဟုတ်ရိုးရိုးလေး hard disk ပြတ်သွားတာမျိုးတွေတွေ့ရောဘလို့ကာကွယ်မှုတွေပါလဲဟုတ်ကဲ့ cyber စာတမ်းတွေကမီးလောင်ရေစိုးနိုင်လလို digital data တွေကလည်းတစ်ချက်နှိမ့်လဲရုံနဲ့ပျောက်ကွယ်ထားနိုင်တယ်လေဒီအချက်ကိုထုတ်လုပ်သူဘက်ကတေချာစဉ်းစားထားပုံရပါတယ်ရှင်ရင်းမြစ်အရာဆိုရင် data အရန်သိမ်းစီးတဲ့ backup စနစ်ကိုအလွှာပေါင်းများစွာနဲ့ကာကွယ်ထားတယ် ပရမအလွာကတော့နေ့စဉ်လုပ်ငန်း data တွေကိုမှတ်ပုံတင်ထားတဲ့ email လိပ်စာစီကို အလိုအလျောက်ပို့ပေးတာပါ။အော် email ထဲကို backup ပို့ပေးတာလား။ဟုတ်ကဲ့။ဒါကအခြေခံကာကွယ်မှုပေါ့။ဒုတိယအလွာက OneDrive ဒါမှမဟုတ် Dropbox လို့ cloud ဝန်ဆောင်မှုတွေမှာလည်းအလိုအလျောက် backup လုပ်ပေးတာပါ။ဒါကြောင့်ကိုရုံးက computer တစ်ခုခုဖြစ်သွားရင်တော့ data တွေက internet ပေါ်က cloud မှာလုံခြုံစွာရှိနေမှာပါ။အာဒီနေ့မှာစိတ်ဝင်စားစားတဲ့ခုကဒီ software ဟာ အင်တာနက်မလိုဘဲအလုပ်လုပ်တဲ့ fully offline desktop software ဖြစ်တယ်လို့လည်းဆိုထားပြန်ရော။ဒါဆို cloud backup နဲ့ဘယ်လိုအလုပ်လုပ်တာလဲခင်ဗျာ။ဟုတ်ကဲ့အဲ့ဒါသူညင်အားသာချက်တစ်ခုပါပဲရှင်။ software ရဲ့အဓိကလုပ်ငန်းဆောင်တာတွေဥပမာ bill ထုတ်တာ၊စာရင်းသွင်းတာတွေအတွက်အင်တာနက်မလိုပါဘူး။ဒါအိန္ဒိယကဈေးတိုင်းတိုင်းလို့အင်တာနက်လိုင်းမတည်ငြိမ်နေနေရတဲ့အတွက်အလွန်ရေးကြီးတယ်လေ။ဟုတ်တယ်။လုပ်ငန်းလေပတ်မှုကဘယ်တော့မှရပ်တန့်မတော်ဘူးပေါ့။မှန်ပါတယ်ရှင်။အရင်သိမ်းတဲ့ backup အပိုင်းကိုလို့ ကွန်ပျူတာမှာအင်တာနက်လိုင်းပြန်ရလာတဲ့အချိန်မှာနောက်ွယ်ကနေအလိုလျောက် cloud စီကိုပို့ပေးတဲ့ပုံစံနဲ့အလိုလိုပါတယ်။ဒါကြောင့်အသွင်ပြူတူကနေ့စဉ်လုပ်ငန်းကိုအနောက်ရမရှိလုံဆောင်နိုင်တယ်လို့သူ့ရဲ့ important data တွေကလည်းလုံယုံစိတ်ချရတဲ့နေရာမှာတင်စီပြီးသားဖြစ်သွားမှာပါ။ဒါဆိုရင်ကျွန်တော်ဆွေးနွေးခဲ့တာတွေကိုခြုံကြည့်လိုက်ရင် software မသုံးတဲ့ SEO လုပ်ငန်းတစ်ခုနဲ့ဒီလို ERP စနစ်ကိုသုံးတဲ့လုပ်ငန်းတစ်ခုကြားကအဓိကကွာခြားချက်ကတိကျမှုနဲ့မြန်ဆန်မှုလို့ပြောလို့ရမှာလားခင်ဗျာ။ တိကျမှုနဲ့မြန်ဆန်မှုကအ धिक အကျိုးကျေးဇူးတွေတဲ့ပါတစ်စိတ်တစ်ပိုင်းပါရှင်။ဒါပေမဲ့ပိုကြီးမတဲ့ပြောင်းလဲမှုကတော့ဆုံးဖြတ်ချက်ချနိုင်စွာမှာစာရက်တင်တဲ့အလုံးလုပ်တဲ့အခါ baby c ကဒီလာထဲမှာအယောင်သွက်ဆုံးလဲဆိုတာကိုသိချင်ရင်စာအုပ်ပေါင်းများစွာကိုပြန်လှန်ပြီးနိုင်ပေါင်းများစွာအချိန်ယူစဉ်ပြန်ပေါင်းရမှာပါ။ဟုတ်တော့ကဒီ software နဲ့ဆိုရင်အဲ့ဒီအချက်အလက်တွေကို real time report အနေနဲ့ click အနေနဲ့နှိပ်ဦးနဲ့ချက်ချင်းရနိုင်တယ်။ ဒါကခမန်းချက်နဲ့အတွေ့အကြုံပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ခဲ့ရတဲ့ဈေးကွက်တစ်ခုမှာအခုတော့တိကျတဲ့ data ချက်လက်တွေကအရေးပါလာတယ်ဆိုတာကိုပြနေတာပါဒီအချက်က commission ကိုစားလဲနဲ့ company ပေးသွင်းသူကြကဆက်ဆံရေးကိုပါပြောင်းလဲစေနိုင်တယ်လားလားရှိတယ်လို့ထင်နေနော်အရင်ကဆိုပေးသွင်းသူကကိုစားလဲရဲ့ပြောစကားကိုပဲယုံကြည်အားကိုရတာလေဟုတ်ကဲ့အခုတော့နေ့စဉ်အယောင်းဝယ်အစီရင်ခံစာကို WhatsApp ကနေချက်ချင်းရနေပြီဆိုတော့ဝို့ပြီးပွင့်လင်းမြင်တာမျိုးရှိလာတာပါ လုံးဝမှန်ပါတယ်ရှင်။ဒါက power dynamic လို့ခေါ်တဲ့အာဏာချင်းဝင်လျားကိုတောင်ပြောင်းလဲစေနိုင်ပါတယ်။ပွင့်လင်းမြင်သာမှုကယုံကြည်မှုကိုတိဆောက်ပေးပြီးယုံကြည်မှုကရည်ရှည်လက်တွဲလုပ်ကိုင်ဝန်တဲ့အခြေခံဥမြစ်ပဲလေ။ဒီလို digital စနစ်ကအချင်းကုန်သက်သာစေတာအမားနဲ့စေတာထက်အများကြီးပိုတဲ့တန်ဖိုးကိုပေးစွမ်းနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ဝန်ဆောင်မှုအပိုင်းကိုကြည့်လိုက်အောင်ခင်ဗျာ။ software တစ်ခုဘလောက်ကောင်းကောင်းသုံးရတာစမပြေရင်ပြဿနာတက်လာတဲ့အခါအကူအညီများရင်အလကားပဲလေ။ ဟုတ်တယ်အထူးသဖြင့်ကွန်ပျူတာနဲ့တိတ်မကျွမ်းကျင်တဲ့သူတွေတော့ပေါ့ဟုတ်ပါတယ်ဒီအပိုင်းမှာလဲသူတို့ဘက်ကအာတာချက်ရှိတယ်လို့ရင်းမြစ်မှာဖော်ပြထားပါတယ်ရှင် AnyDesk TeamViewer လို့ Awaiting စနစ်3 app တဲ့နဲ့24နာရီပတ်လုံးနီးပညာအကူအညီပေးတယ်လို့ဆိုထားပါဗျ။ဒါကြောင့်ဈေးအလုတ်ချိန်ဖြစ်တဲ့မနက်စောစောမှာပြဿနာတစ်ခုခုတိုက်ရင်တောင်ချက်ချင်းအကူအညီရနိုင်ခြင်းရှိတယ်။ ပိုရေးကြီးတာက လုပ်ငန်းရဲ့ကွန်ပျူတာအော်ပရေတာကို software အသုံးပြုပုံကိုအခိုင်အမဲ့တင်ကြားပေးတယ်လို့လည်းဖော်ပြထားတယ်။အာဒါကတော့အကောင့်တဲ့ဝန်ဆောင်မှုပဲ။ထုတ်ကုန်ကိုရောင်းပြီးရောမဟုတ်ပဲတုံးဆွဲသူတကယ်အချိုးရှိရှိအသုံးပြုနိုင်တဲ့အချိန်တာဝန်ယူပေးခြင်းတဲ့သဘောကိုပြတာပေါ့။ဟုတ်ပါတယ်ရှင်။ကောင်းပါပြီ။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုခြုံငုံတုံးတက်ရရင်ရှုပ်ထွေးပွေလေးပြီးစာရွက်တွေပေါ်မှာပဲအခြေတည်နေတဲ့ Subsidy Monday Commission လုပ်ငန်းတစ်ခုဟာ ဒီလို EIP software တခုကိုအသုံးပြုခြင်းအဖြစ်ပုံမိုးစနစ်ကြပြီးလုံခြုံတယ်ဘာဘာစကားမျိုးစုံထုံးနိုင်တယ် digital လုပ်ငန်းတခုအဖြစ်ဘလို့အသွင်ကူးပြောင်းသွားနိုင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်အဓိကအနစ်ချုပ်ကတော့လေလုပ်ငန်းကိုတုံ့ပြန်ဆောင်ရွက်ရတဲ့ reactive အခြေအနေနဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်တဲ့ proactive အခြေအနေစီကိုရွှေ့ပြောင်းပေးလိုက်တာပါပဲအရင်ကဆိုရင် အမားတခုဖြစ်ပြီးမှလိုက်ပြန်နေရတယ်ဖောင်တေကစည်ရင်းတောင်းမှလိုက်ရှာပေးရတယ်ဟုတ်ကဲ့ အခုတော့တိကျတဲ့ data တွေပေါ်အခြေခံပြီးဘယ်ကုန်ပစ္စည်းကိုပိုမားတဲ့လဲဘယ်ဈေးကွက်ကိုပိုအာရုံစိုက်တဲ့လဲဆိုတာကိုကြိုတင်ဆုံးဖြတ်နိုင်လာတဲ့အကျိုးကျေးဇူးတွေကတော့တိကျမှန်ကန်မှုအချင်းကုန်သက်သာမှုပိုမိုကောင်းမွန်တဲ့ဆက်သွယ်ရေးနဲ့ခိုင်မာတဲ့ data လုံခြုံရေးတို့ပါပဲရှင့်ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အချက်လက်တွေကတီချန်လုပ်ငန်းတစ်ခုအတွက်တီချာဖြည့်ရှင်းချက်တစ်ခုကို အသေးစိတ်ဖော်ပြခဲ့တာပါဒါကစဉ်းစားစရာအတွေ့တစ်ခုကိုဖြစ်ပေါ်စေပါတယ် လက်ရှိအချိန်မှာလက်နဲ့ရေးမှတ်တဲ့စာရွက်စာတမ်းတွေပေါ်အများကြီးမိခိုနေရစေဖြစ်တဲ့မီဒီလွန်ကောင်းမှာမဆိုဒီလို digital စနစ်ကိုမပြောင်းလဲရင်းနဲ့မမြင်နိုင်တဲ့ကုန်ကျန်းစည်တွေကဘာတွေဖြစ်မလဲကျွန်တော်တို့မျက်စိနဲ့မြင်နေရတဲ့အချိန်ကုန်တာငွေမားတာတွေထက်ပိုပြီးနေ့စဉ်နေ့တိုင်းမှာလုပ်ငန်းကိုတိုးတက်ဖို့ fault တွေတွေနဲ့ပိုကောင်းတဲ့ဆက်ဆံရေးတိစောက်ဖို့အခွေလမ်းဘလောက်များများလက်လွတ်ဆုံးရှုံးနေမလဲဆိုတာကတော့ Thank you for watching this video if you like this please follow like share and subscribe